website defacement attack ဆိုတာကွန်ပျူတာကျန်းရှင်သူတွေက လုပ်ငန်းရှင်တို့ရဲ့ website ဆာဝါတွေကိုလုံခြုံရေးအားနည်းချက်တွေအသုံးချပြီးထိုးဖောက်ဝင်ရောက်ပြီးတော့သူတို့ဖော်ပြခြင်းတဲ့ web page တွေစာသားအကြောင်းအရာတွေနဲ့မူရင်း website ကိုအစအစတင်ဆက်တဲ့ online တိုက်ခိုက်မှုတစ်ခုပဲဖြစ်ပါတယ်။ဒီလိုတိုက်ခိုက်မှုကြောင့် website ဟာမူရင်းပုံစံမကျန်တော့ဘဲ၆လမှုပေါ်လွင်တဲ့စာသားတွေလုပ်ငန်းနဲ့မသက်ဆိုင်တဲ့အရာတွေဖြစ်တွင်းထားတာကိုပဲမြင်ရမှာဖြစ်ပါတယ်။ တဟာလုပ်ငန်းရှင်ပေါ်ဖောက်တဲ့တွေရဲ့ယုံကြည်မှုကိုအားနည်းစေပြီး brand ရဲ့ပုံရိပ်ကိုပါပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ဒီလို defamous attack မဖြစ်အောင်လုံခြုံရေး account နဲ့ hosting server တွေကိုအသုံးပြုပါ။ account နဲ့ FTP password တွေကိုသတ်မှတ်ထားပါ။ website ကိုမျက်ခြေမပြတ်စောင့်ကြည့်ပြီးပြပြင်ထိမ့်သိမ်းမှုတွေစနစ်တကျဆောင်ရွက်ပါ။လုံခြုံရေးဆိုတာ website ရဲ့အရေးကြီးကဏ္ဍတစ်ခုသာမကတ် လုပ်ငန်းရဲ့ယုံကြည်မှုဖောက်တဲ့နဲ့ဆက်ဆက်ရေးမှာပါအခြေခံကြတဲ့တည်ရှိမှုတစ်ခုဖြစ်ပါတယ်။